်မင်္ဂလာပါရှင်ရောင်းကတဲ့ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ရွှေကုတ်ကိုကိုထူထောင်ခဲ့တဲ့ PDF ကစစ်တပ်ရဲ့ကရင်လုံးနေဝင်ကြီးဘုံမူးချင်းမြင်းကျော်သူနဲ့အတူကြားဖြန့်လုံးနေတဲ့တယောက်တွေပါဝင်နိုင်ငံခြားသား346ကိုဖမ်းဆီးပြန်ရထိုက်ကုမ္ပဏီထိတ်တန်တောင်းရှင်းသွေးနေတဲ့တယောက်ကြားဖြန့်တဲ့တွေအလုံးကို PDF ကရွှေ့ပြောင်းပေးတာကင်းပြင်းနယ်မြောင်းရီမြို့နယ်မှာကြားဖြန့်မြို့တော်ရွှေကုတ်ကိုထူထောင်ခဲ့တဲ့နေကြားဆောင် PDF ကစစ်တပ်ရဲ့ကရင်လုံးနေဝင်ကြီးဘုံမူးချင်းမြင်းကျော်သူနဲ့အတူ ကြားပြန်လုပ်နေတဲ့တရုတ်တွေပါဝင်နိုင်ငံသား346ကိုယမန်နေ့ညနေပိုင်းဖမ်းဆီးပြခဲ့တယ်။ထိုင်းသတင်းထောက်တွေကပါခေါ်ယူပြီးစစ်တပ်ရဲနဲ့အတူ BGF နိုင်မောင်စိုးဦးဆောင်နဲ့တပ်ဖွဲ့တွေကရွှေကုတ်ကိုတွင်မှာကြားပြန်လုပ်နေတဲ့တရုတ်တွေနဲ့နိုင်ငံသား346ကိုဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးကွန်ပျူတာတွေဖုန်းတွေကိုပါဖမ်းဆီးရရှိခဲ့ကြောင်းထိုင်းသတင်းရဲ့ပေါ်ပြချက်ရသိရတယ်။ယမနေ့ညပိုင်းရွှေကုတ်ကမှာစအုံများစုကနေမဲမောင်နေပြီးမိဆက်တန်နေလည်းမကြတော့ကြောင်းထိုင်းတရင်ကဆိုတဲ့ ။ထိုင်းဆိုရကမြောက်ရီမြို့ကိုလျက်စစ်ရေးနဲ့အင်တာနက်ဖြတ်တောက်ထားတဲ့ကာလအတွင်းမှာပင်လင်းထိန်ရဲ့ရွှေကုတ်ကိုမှအဆောင်ကြီးတွေမှမိဆက်တန်းနေနဲ့မိရင်လင်းထိန်မနေတော့ကြောင်းစစ်တပ်ရဲနဲ့ PDF ကကြားဖြန့်လျက်သူတွေကိုနှိမ်နေအဆင်စင်ရေတကူစတင်ခဲ့တဲ့ပထမအဆုံးညဖြစ်ကြောင်းထိုင်းသတင်းကဆက်လက်ရေးသားတယ်။ နိုဝင်ဘာလ29ရက်နေ့စက်တက်လာအကန့် BGF နိုင်မောင်စောကကြားဖြတ်နေကိုအပိသက်နေတဲ့နောက်မျိုးထုတ်ဖော်ပြောဆိုခဲ့တော့လေလက်တွေမှာကြားဖြတ်ထူထားမှာအဓိကထိတ်တဲ့တာဝန်ရှိတဲ့ရထိုက်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ကြားဖြတ်တရုတ်တရေတွေကို BGF ကတည်ထောက်သွားမှုမှာမေးခွန်းထုတ်စရာဖြစ်တယ်လို့ကရင်စိတ်တဲ့မြက်ကဆက်လက်ပြောဆိုတယ်တို့ရရင်ရွှေကုတ်ကုံမှာဆက်လက်လဲပတ်နေတဲ့ကြားဖြန့်ကုမ္ပဏီရဲ့ဆက်ရှိလက်ရှိနေပြီးဟောတချို့သောကုမ္ပဏီမှာရွှေကုတ်ကုံမျိုးမှာပြင်ပနေရတဲ့တခုကိုကွန်ပျူတာတွေဖုန်းတွေနဲ့ဆက်ဆက်ပစ္စည်းပြောင်းရွှေ့နေကြတာကြားဖြန့်မြန်မာလုပ်သမားတွေနဲ့အချိန်ဆက်ရှိအကင်းတဲ့မြေချူကပြောတယ်။ နိုဝင်ဘာလ18ရက်နေ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရွှေကုတ်ကုန်းမြို့တွင်မှကြားဖြတ်နေကိုအပိသက်အပြတ်နှိမ့်နေတော့မည်ဖြစ်ကြောင်း။ရွှေကုတ်ကုန်းမှာကြားဖြတ်တစ်ထောင်နဲ့နှစ်ထောင်ကြားရှိကြားဖြတ်နေကိုလုံးဝမထားတော့ဘဲအပြတ်အပီးနှိမ့်နေတော့မည်ဖြစ်ကြောင်းထို့သောနှိမ့်နေရမှာစစ်တပ်နဲ့ပူးပေါင်းပြီးနှိမ့်နေမည်ဖြစ်ကြောင်းအမေရိကန်နဲ့တရုတ်ဖျားရှိလာပြီးမဟုတ်ဘဲ BGF ကကြားဖြတ်နေနေဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း BGF နိုင်မဆောင်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရွှေကောက်ကမှာကြားဖြန့်သိမ်းချီရှိရဲကုကသူကကြားဖြန့်တထောင်နဲ့နှစ်ထောင်ကြားရှိရဲဆိုတော့ဒီလောက်ပဲအဖမ်းပြမဲ့သဘောမျိုးပြောသွားတယ်။ရွှေကောက်ကိုလည်းမှာကြားဖြန့်မရှိဘူးဆိုရင်တသိန်းကနှစ်သိန်းကြားရှိပါတယ်။ရွှေကောက်ကိုဒူထောင်သူရှိစီချင်းကိုကြားဖြန့်ငွေလိမ်မှုတွေပါဝင်နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုနိုဝင်ဘာလ12ရက်နေ့မှာလွှဲပြောင်းလိုက်ပြီးအမေရိကန်ကလည်းကြားဖြန့်နေကိုကာကွယ်ပေးနေတဲ့ DKPA တပ်ဖွဲ့နဲ့ခေါင်းဆောင်လေးဦးကိုစီးပွားရေးတန်ကပ်ပိတ်ဆို့ကကြားဖြန့်တိုက်ဖြတ်ရေးထုတ်တပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။ မြောက်ရီမြို့နယ်မှာကြားဖြန့်စင်တာတွေကို BJ စောချစ်တို့ဒီကိပီရဲ့ပါဝင်စစ်တပ်နဲ့အဆင်ပြေသောလမ်းနက်ကိုင်တပ်ဖွဲ့တွေကကြီးကျယ်လုကိုင်နေခြင်းဖြစ်ပါတယ်။ရရှိသောချက်လက်တွေအားစစ်ကောင်စီတပ်ဖွဲ့တွေ၁၁၈ခုသိမ်းဆောင်ကြောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ပြောဆိုချက်တွေအားသိရပါတယ်။နေ့စဉ်စစ်သားတည်ဆုံမှုစဉ်တွေကိုထုတ်ပြန်မှာဒေသကာကွယ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ပြောဆိုချက်တွေကိုစုစည်းဖော်ပြခြင်းဖြစ်ပြီးမြေပြင်ခြေနေမှာအမှတ်တကယ်စစ်သားတွေတည်ဆုံရှိမှရှိကိုယ်စင်တီဗျူနာခြင်းမရှိအောင်သိစေအပ်ပါတယ်။ ဆလဘီစင်ငိုင်မြို့နယ်မှာစစ်တပ်အတူရောင်တရားမွင့်ရွေးကောက်ပွဲဖြစ်များအတွက်ပူပေါင်းပါဝင်တဲ့ပြူစောတင်ကားကိုရှင်ပန်းမိလက်ပစ်ဘုံနဲ့တင်စီရရှင်မလေးတိုင်းစင်ကိုင်မြို့နယ်မှာကြံဖတ်စစ်တပ်အတူရောင်တရားမွင့်ရွေးကောက်ပွဲဖြစ်များအတွက်ပူပေါင်းပါဝင်တဲ့ပြူစောတင်ကားကိုရှင်ပန်းမိကလက်ပစ်ဘုံနဲ့တင်စီရရှိခဲ့ကြောင်းကြောက်ဆက်ခဲ့မနေ့တိုင်းတက်ကွဲနေတန်းကနေသိရတယ်နိုဝင်ဘာလ16ရက်နေ့မှာစင်ကိုင်မြို့နယ်တွင်ကြက်ဖက်စစ်တဲအတွေ့အော်တရားမွေရွေးကောက်ပွဲဖြစ်များရတဲ့လက်နက်ကိုင်ပူပေါင်းနေတဲ့ဖြူစောတီးရဲ့လိုက်ပါလိုက်ထွာလာကြည့်တစီကိုတော်လိုက်တဲ့ဖွဲ့ကစောင့်ကြိုဖန်စီခဲ့ခြင်းဖြစ်ပါတယ်။ ထောထောဆောင်ကျိုဖန်စီမှုတွေထောက်လာကြပေါ်လိုက်ပါလိုက်ပြူစော်ဒီငါကိုတော်လိုက်တဲ့ဖွဲ့ကရှင်ဖန်မိခဲ့ပြီး၎င်းတို့ကင်ဆောင်ထားတဲ့လက်ပစ်ပုံတွေသိရှိရှိခဲ့တယ်။ရင်းတို့ဖန်စီရမြပြူစော်ဒီငါကိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့လက်ပြပို့ဆောင်လိုက်ပြီးအရေးယူမှုတွေဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါတယ်။အဆိုပါဖန်စီမှုကိုကြောက်ဆဲခဲ့ရမန်နီတိုင်တက်ခွဲနဲ့ကြောက်ဆဲခဲ့ရမန်နီတိုင်တက်ခွဲတုံးနဲ့စင်ခိုင်ပါကပါတို့ကပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုက်ရပေါ်တွေထိခိုက်ပြီးပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ မလားတူဇန်နဝါရီလပိုင်းကလည်းနမောင်မျိုးတေလမ်းပိုင်းမှာတွန်လိုက်တပွဲတွေကလမ်းပိုင်းလုံခြုံရေးဆက်ဆင်မှုပြုလုပ်နေစဉ်ရွေးကောက်ဘွယ်ကော်မရှင်ကြီးတန်းစီမောင်မင်းသူကိုလည်းရှင်ဖန်စီနိုင်ခဲ့ကြောင်းထို့သောဖန်စီရမိခဲ့ရွေးကောက်ဘွယ်ကော်မရှင်ကြီးတန်းစီမောင်မင်းသူတန်းကရွေးကောက်ဘွယ်လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့အစဉ်အချို့ကိုသိသိရရှိခဲ့ပါတယ်ဆလာဘီမြိုင်နဲ့ပေါင်းမြွနဲ့ဆက်မှာစစ်တပ်ကစစ်ကြောင်းတို့မိရှော်ပြီးလေးနဲ့စက်တိုက်ပေါ်တဲ့နေ့တောင်းတဲ့ခြေတော်ပြည်သူတွေပြေလို့အထောက်ပြင်းနေရ မကွေးတိုင်းမြန်မြွန်းနယ်ပေါင်းမြွန်းနယ်ဆက်မှာဂျပန်စစ်တပ်ကစစ်ကြောင်းတို့မိရှော့ပြီးလင်းနဲ့စလိုက်ပေါင်းခြင်းနဲ့တောင်းနဲ့ချီတော်ပြည်သွေးဘေးလောက်ထွက်ပြေးနေရကြောင်းဒေတာတွင်သတင်းမြင့်တဲ့ဒေတာပြည်သူတွေကပြောတယ်။နိုဝင်ဘာလ16ရက်နေ့ကစတင်ပြီးပေါင်းမြွန်းနယ်မြောက်ပိုင်းကိုဂျပန်စစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့စစ်ကြောင်းထိုးနေခြင်းကြောင့်ကျေးရ98ရာမှာပြည်သူ18000နီးပါးတောတောင်များတွင်ထွက်ပြေးတိမ်းရှောင်နေရတယ်။ဒီဆိုပါဂျပန်စစ်တပ်စစ်ကြောင်း၃ကြောင်းကမြိုင်နဲ့ပေါင်းမြွနယ်ဆက်ရှိကြောက်တိုင်ခင်ရွာထန်းပေါက်ရွာနဲ့ခြိုင်ဆောက်စုရွာတွေမှာရောက်ရှိနေကြောင်းထို့ပြင်တဲ့ပင်ရွာနဲ့ ချိုးဆောက်စုရွာမှာနေချိုးလည်းမိရှုဖြက်စီထားကြောင်းသိရတယ်။ထို့ပြင်ဂျပန်စစ်တပ်စစ်ကြောင်းတွဲရလန်ရှောက်ကိုလည်းနိုဝင်ဘာလ16ရက်နေ့နဲ့18ရက်တို့မှာစစ်တပ်လေးတွေနဲ့စစ်တိုက်ပုံစံတိုက်ခိုက်နေပြီးပြည်သူချိုးထိခိုက်ဒဏ်ရာရှိကနေနေပြက်စီမှုရှိပါတယ်။ထို့ဂျပန်စစ်တပ်စစ်ကြောင်းကတွဲဘာ24ရက်နေ့ကတန်းတပင်ရွာကိုစစ်တပ်လေးတွေနဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့်ကျေးရနေပြည်သူသုံးတေဆုံးခဲ့ကြောင်းအော်တိုဘာ29ရက်နေ့မှာရှောပင်ရွာမိုးကောင်းချောင်းမှာ30ကျော်ရဲ့ကိုရွှေမင်းနဲ့ရိုးကြီးတော်မှ40ရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်း အလားတူနိုဝင်ဘာလ17ရက်နေ့မှာဝက်ပုတ်ရွာရှိဖုံးတော်ကြီးကျောင်းနေမှာ40ရွယ်အမျိုးသမီးတအုပ်နဲ့52နှစ်ရွယ်မြို့သားတအုပ်တို့ထပ်မံတပြတ်ခဲ့ကြောင်းသိရတယ်။ထို့သောစစ်ကြောင်းထုံးနေပြီးထွက်ပြေးတိမ်းရှောင်နေရသူရဲထဲမှာနိုဝင်ဘာလ15ရက်နေ့ညပိုင်းမှာမြန်မြို့နယ်အနောက်ပိုင်းကနေ62နှစ်ရွယ်ဖိုးတအုပ်နိုဝင်ဘာလ16ရက်နေ့ညပိုင်းမှာမြန်မြို့နယ်အနောက်ပိုင်းကနေ60နှစ်ရွယ်ဖိုးအုပ်တအုပ်နဲ့နိုဝင်ဘာလ18ရက်နေ့မနက်ပိုင်းမှာမြိုင်မြို့နယ်အနောက်ပိုင်းက62နှစ်ရွယ်ဖိုးအုပ်တအုပ်အေးမိပြီးတိမ်းဆောင်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးစောင်းလင်းခြင်းမြတ်တဲ့တရားဝန်ပါကံမဏီဝင်တွင်ရှိစစ်တပ်ကို PDF ရွှေတိုက်တော်တွေနဲ့ပြစ်ခတ်နေပြီးစစ်တပ်ကလည်းပြန်လည်ပြစ်ခတ်နေစကိုင်းတိုင်းစောင်းလင်းခြင်းမြို့နယ်လက်ပံတောင်းတောင်ကျင်းနီစီမံကိန်းကိုလောက်ကိုင်းတဲ့တရားဝန်ပါကံမဏီဝင်တွင်ရှိစစ်တပ်ကို PDF တွေကရွှေတိုက်တော်တွေနဲ့ပြစ်ခတ်နေပြီးစစ်တပ်ကလည်းကံမဏီဝင်တွင်မှ PDF တွေကိုပြန်လည်ပြစ်ခတ်နေကြောင်းတော်လိုင်းသတင်းမြင့်နဲ့ဒေသပြည်သူတွေကပြောတယ်နိုဝင်ဘာလ10ရက်နေ့မနက်9:55မိနစ်ခန့်ချိန်ကစတင်ပြီးစာလင်းချင်းမြို့နယ်တရုတ်ဝမ်မှာကမ္ဘီဝင်းထဲမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတော်လိုက်တက်တွေကရှော့တိုက်တုံးနဲ့စစ်တိုက်ပစ်ခတ်ခဲ့ကြောင်း ဝမ်ပောင်ဝင်းတွင်ရှိစစ်တပ်ကလည်းလက်နက်ကြီးနဲ့ဇာတိုက်ပြန်လည်ပစ်ခတ်လျက်ရှိကြောင်းအပြန်အလှန်ပစ်ခတ်မှုမျိုးဖြစ်နေပြီးပြည်သူတွေမှာအခြေအနေကိုစောင့်ကြည့်နေရပြီးစစ်တပ်ကစစ်ကြောင်းထုတ်လာခြင်းနဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်လာမျိုးစိုးရိမ်နေကြပါတယ်။တရုတ်ဝမ်ပောင်ကမ္ပဏီဝင်းတွင်တက်ဆွဲထားစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်စာလင်းချင်းမြို့နယ်တွင်ရှိကြရတွေမှာပြည်သူတွေထိခိုက်ဒေဆုံးမှုတွေမကြာခဏဖြစ်ပေါ်လေရှိပြီးစစ်တပ်ကစစ်ကြောင်းထုတ်ခြင်းကမ္ပဏီဝင်းတွင်ကိုပြန်လည်ဝင်ရောက်ခြင်းကျေးရွာတွေကိုမိရှုပ်ဖြတ်စည်းခြင်းနဲ့မကြာခဏဆိုသလိုပြုလုပ်လေရှိပါတယ်။ ထို့ကြောင့်ဒေါ်လာရင်းတက်တွေကလည်းစစ်တပ်ကတိုင်ကြတက်ဆွဲထားတဲ့တရားဝင်ပါကမ္ပဏီဝင်တွင်ကိုမကြာခဏဆိုလိုပြစ်ခတ်တိုက်ခိုက်မှုလှုပ်ဆောင်လေးရှိတယ်။နိုဝင်ဘာလ17ရက်နေ့ည7:00နာရီကစတင်ပြီးစာလင်းချင်းမြို့နယ်ဝင်ပါကမ္ပဏီဝင်တွင်တက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကိုဒေါ်လာရင်းတက်ဖွဲ့တွေကရှော့တိုက်တုံးလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ပြေးလာကြပြန်ကောင်းဆောင်ပိုင်းနေပြည်ချက်ဌာနချုပ်မှအစာအုပ်တည်တည်ဆောင်နေ KK ပနန်ရွှေကုတ်ကုံမြို့တဲကနေထွက်ပြေးလာကြပြန်ကောင်းဆောင်ပိုင်းတရုတ်နိုင်ငံသားတွေဟာကင်းနယ်ကြားဆောင်တဲ့ BJ စောင့်ချက်ခေါ်ယူလာမှုနဲ့မျှော်ရီမျိုးနဲ့ တကတဲ့ကြီးအာမှာရောက်ရှိလာနေပြီးအစာအုပ်တည်းတွေထပ်မံတိစောက်လောက်ဆောင်နေလို့ဒေသတွင်သတင်းမြစ်တွေကပြောတယ်။မြောက်ရီမြို့တောင်ဘက်မှာရှိတဲ့ကိရင်နယ်ကြားဆောင်တဲ့ BJ ထိန်ချုပ်တိုင်းကိကိဘက်ကြားပြန့်လုပ်ငန်းခွင်နေတဲ့ကိုပြီးခဲ့အော်တိုဘာလကစပြီးစစ်ကောင်မရှင်တက်ကဝင်ရောက်စင်းနေကြတဲ့နိုင်ငံသားရဲ့ပါဝင်နိုင်ငံသားအများအပြားနဲ့ပြည်တွင်းနေလုံသမားအများအပြားရှောင်ပြေးထွက်ပြေးခဲ့ရပါတယ်။ ဒါအပြင်ပြည်ချက်ထိန်ချုပ်တဲ့များတွေမြေမြောက်ဘက်မှာရှယ်ရှယ်ကုတ်ကိုမြို့တည်တဲ့ကိုကြားပြနေနေရှင်းနေအကြောင်းပြကစစ်ကောင်ရှင်တန်းနဲ့ PDF တို့ကဝင်ရောက်ရှင်းလင်းသွားမယ်ဆိုတာကြောင့်နိုဝင်ဘာလ18ရက်ညပိုင်းကတည်းကရှယ်ကုတ်ကိုမြို့တည်ကတရုတ်နိုင်ငံသားရင်းနဲ့ပြည်တွင်းနယ်လုံးသမားတွေများပြားချုပ်တင်ရွှေ့ပြောင်းနေရတယ်။ရှယ်ကုတ်ကိုမြို့တည်တဲ့ကြားပြဝင်ရောက်နေနေသွားမယ်ဆိုတာနဲ့ပတ်သက်လို့နိုဝင်ဘာလ18ရက်ကကရင်နယ်ကြားဆောင်တဲ့ PDF ခေါင်းဆောင်တက်ဖို့ဖြစ်တဲ့ပုံမူကြီးစောချစ်သူနဲ့စစ်ကောင်ရှင်တက်တို့ကြားများတွေမျိုးမှတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနှစ်ဖက်အဆင်မပြေမှုတွေဖြစ်ပေါ်ခဲ့လို့ BGF နဲ့နှီးစပ်တဲ့ရွှေကုတ်ကိုတင်မြင့်ကဆိုတယ်။ ကြားဖြတ်ရှင်းလင်းမယ်ဆိုတာကြောင့်ရွှေကုတ်ကမျိုးကကြားဖြတ်ထိပ်ပိုင်းခေါင်းဆောင်ဆိုသူရရွှေကုတ်ကကနေဗီဂျက်အမှတ်နေတက်နေဌာနချုပ်တိတ်ကလေးကျေးရဘက်စီရှစ်ပြောက်ထပ်ပြေးနေရရှိသလိုအဲ့ဒီတိတ်ကလေးကျေးရတွင်မှာကြားဖြတ်စီမံကိန်းအတွက်အစာအုပ်စ်တွေဆက်လက်လုပ်နေရလို့လည်းဒေတာတွင်သတင်းမြစ်တွေကပြောတယ်။ဗီဂျက်အမှတ်နေတက်နေဌာနချုပ်တိတ်ကလေးကျေးရတွင်မှာရွှေကုတ်ကထပ်ပြေးတာတရုတ်ကြားဖြတ်ခေါင်းဆောင်ပိုင်းနေဖြင့် KK ပတ်တွေကထပ်ပြေးလာတဲ့တရုတ်ကြားဖြတ်ခေါင်းဆောင်ပိုင်းနေရရှိခလုံးနေကြရလို့သိရတယ်။ စစ်ကောင်ရှင်ခေါင်းဆောင်ကတော့ပြည်ကရက်ပိုင်းတွင်သူ့ရဲ့ကရင်မွန်ပြည်နယ်ခေစံတွေစားပြန်နေကိုနှိမ့်နှင်းရှင်းလင်းသွားမယ်လို့ပြောဆိုထားပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒီဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။